။ငွေတိုင်းစေတုဒ္ဓရာမြို့နယ်မှာဒလန်လို့ဆွဆဲခံရပြီးမြို့နယ်ပကဖရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတဲ့တော်လန်ရေးထောက်ဖို့တူဦးဖြစ်သူဦးမြင့်စွေရဲ့အမှုနဲ့ပတ်သက်လို့သက်ဆိုင်ရာတိုင်းဆင့်တာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးမှုတွေစတင်နေပြီဖြစ်ကြောင်းစစ်ကြေပလပေါင်းကတည်တံ့စုံစမ်းသိရှိရပါတယ်။ခေါ်ထားတာမဟုတ်ပေမဲ့စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အမှုစစ်ဆေးနေပါပြီလို့မကွေးတိုင်းပကဖအဖွဲ့ရဲ့တာဝန်ရှိသူတို့ကဒီကနေ့နိုဝင်ဘာလ26ရက်နေ့မှာစစ်ကြေပလပေါင်းကိုအတည်ပြုပြောကြားခဲ့ပါတယ်။ ဒါတနစ်ကြော်ကြာတိတ်ဆိတ်နေခဲ့တဲ့ဒီအမှုအတွက်ပထမဆုံးတရားဝင်တိုးတက်မှုတစ်ခုဖြစ်ပါတယ်ဒီပြည်စင်ကိုပြန်ကြည့်မယ်ဆိုရင်ဦးမြင့်စွာနွေဦးတော်လိုင်းရဲ့အစောပိုင်းကလေးကတော်လိုင်းကြီးကိုတက်ကြွစွာထောက်ပံ့ကူညီခဲ့သူတူပါဒါပေမဲ့မြို့နယ်ပကပကောင်းဆောင်ဦးကျော်လွင်ဦးနဲ့ပုဂ္ဂိုလ်ကြီးမပြေလည်မှုတွေရှိခဲ့ပြီးနောက်စစ်ကောင်မရှင်ရဲ့မြားစင်းရောင်ချင်းွေလုပ်ငန်းကိုလုတ်ကင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒလန်းလိုဆွဆွဲဖမ်းဆီးခံခဲ့ရပါတယ်2024ခုနှစ်စက်တင်ဘာလမှာသူ့ရဲ့နေအိမ်ကိုဝင်ရောက်စီးနင်းချိန်မှာ ငွေသားနဲ့ရွှေတွေကိုပါသိမ်းဆီးသွားခဲ့ပြီးတနစ်ကျော်ကြာမှာတော့အချုပ်ခန်းကနေထွက်ပြေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပြစ်သက်ခံခဲ့ရတာဖြစ်ပါတယ်။တိုင်းစင်ကစုံစမ်းစစ်ဆေးမှုတွေစတင်နေပြီဆိုတာဟာတရားမျှတမှုအတွက်ပထမဆုံးခြေလှမ်းသစ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီစစ်ဆေးမှုဟာဘလောက်ထိပွင့်လင်းမြင်သာမှုရှိမလဲ။တကယ်တမ်းတာဝန်ရှိသူတွေကိုထိတိယယောက်အရေးယူနိုင်ပါမလားဆိုတာကတော့အဓိကစောင့်ကြည့်ရမှာပါ။